အရန်ဝန်းတာကုန်ယူရတာပေါ့အမီမလေးဖြစ်နေတာဟုတ်တယ်အမေငိုမာတော့အမလို့ကြီးတိုက်ထားတယ်အမကားရိုက်နေတောက်လျှောက်သွားတာအခုမှပြန်ရအောင်လို့အမတမီးငိုမာတော့အမလို့အမကိုကြီးတိုက်ထားတယ်အဲကြီးတိုက်တာနေရအောင်လာခဲ့ပြီကွာလားလာလာပေါ့ဟုတ်ဒါဟိုဆက်ပြမအထူးဆောင်ပြောစားမလို့ဒါကိုတက်ရောက်ချင်းပြပေးရမယ် ညာအပေးရမယ်ဘာဖြစ်စိတ်သက်ခွန်အားအနေနဲ့ပေးရမှာပေါ့နော်ဟုတ်ကဲ့ကွာကျွန်တော်အမေဖို့ဆက်မလွယ်ဘူးကြက်ကြက်ခိုင်နေလားညာဘလို့ကမဲ့ဒီလူစရာပေါ့နော်နေခရီးတက်ဘလို့စမ်းဆောင်နိုင်နေဆိုတာလေအဲ့ဒီပညာအလုပ်လဲလို့မဆုတ်ဆုတ်အမှုကြလို့စီးပွားရမလုပ်နိုင်ပြန်အော်အတိကတော့အမဟိုတစ်ချိန်ထဲမှာအားလုံးလုပ်နေရတော့မဟုတ်ဘူးသူ့ချိန်နဲ့သူလေးပေါ့နော်နောက်တစ်ခါကဟိုအလုပ်လုပ်ချင်တဲ့အတွက်ဘယ်ချိန်မှာမလုပ်မလဲဆိုတဲ့ဟာလေးတော့အမ အဲ့ plan လေးနဲ့အမထားထားတာပေါ့ကိုပိုင်ချိန်တော့တော်တော်ရှားသွားတာပေါ့ဒါပေမဲ့ညာပိုင်းနေဆိုရင်တော့မိမိလေးကိုအချိန်ပေးပြီးပြီးတော့မိသားစုအလိုမျိုးဟိုသွားတည်သွားလေးတွေတော့ရှိတယ်မိသားစုအရေးလဲလင်းဟင်းလို့မရဘူးပေါ့လေအဒီအဓိကလေအမငငယ်လေးတည်းကအာသူ့အတွက်ကိုအများကြီးစဉ်းစားဖြစ်ခဲ့တယ်နံပါတ်၁ချက်သူဒီတူဦးရီတော့ကလေးဖြစ်တယ်နောက်နံပါတ်၂ချက်အမသူ့ကိုဒီတက်ကြီးမှမွေးထားတဲ့သူနဲ့အမနဲ့တော်တော်ကွာတယ်ဆိုတော့ သူတယောက်တည်းရက်တရမဲ့အချိန်မှာ if ဆိုတာရှိခဲ့မှာเนาะတကယ်လို့များအမသာတကယ်လို့စောပြီးတော့အဲ့လိုမျိုးဟိုဟိုဟိုတိမ်ပါသွားခဲ့မယ်ဆိုလို့ရှင့်မော်ညီမလေးရဲ့ဒါတွေကိုအမကြိုးတွေးထားတာပေါ့အဲ့ဒီအတွက်သူ့ကိုအကုန်လှုပ်တက်အောင်အဲသူကိုယ်တိုင်ကလည်းလှုပ်ချင်စိတ်ရှိရပါပါတယ်အဲသူကသူပကံစေးတက်အောင်ထမင်းဟင်းချက်တက်အောင်တကယ်လို့နောက်ဆုံးသူနိုင်ငံသားမှာသူတယောက်တည်းចောင်းသွားတက်ရမယ်ဆိုရင်တော့ဟိုသူများကမမီခိုးပဲနဲ့သူ့ကိုသူ stand လုပ်နိုင်အောင်ပေါ့အဲ့ဒါလေးတွေအမသူ့ကိုတေချာကြက်ကြက်မမတ် အဲ train ပေးတယ်ဒါမှ train ပေးရဆိုတဲ့နေရာမှာလေအမားတို့ငငယ်တော့ခက်လို့နင်ဒါလုတ်ရမယ်ဒါပဲဝင်အမားတို့ဆိုလို့နေခဲ့ရလေးသီလာအေးအဲ့လိုမျိုးမဟုတ်ဘူးသမီးဒါလေးကတော့တင့်တော်တယ်ဒါလေးကတော့မတင့်တော်ဘူးသမီးဒီလမ်းကိုသွားရင်ဒီလိုဒုက္ခရောက်မယ်မယုံသွားကြည့်ဒါဆိုအဲ့လိုမျိုးသူ့ကိုတငယ်ချင်းလိုမျိုးလေးလုတ်တဲ့အခါကျတော့သူကအမြဲတမ်းသူကအမေအေကို trust ပေးတာပေါ့နော်ယုံကြည်မှုပေးတယ်ဒါမေမေပြောရင်မှန်တယ်အဲ့လိုသူယုံကြည်မှုပေးဖို့အတွက်လေအမကဘာဖြစ်ရလဲဆိုတော့သူ့ကိုဟုတ်ကျေးဇူးပါအမကျေးဇူးပါဟုတ် ယုံကြည်မှုပေးဖို့အတွက်လည်းဟိုမအမှန်တရားပဲပြောရတယ်မစင်လာပြီဟုတ်အများကြီးဝမ်းသာတယ်သူအဲ့လိုလို satisfy ဖို့ကလည်းမလွယ်ဘူးလေသူအနေနဲ့လာလာသူသားလည်းရှင်ကိုတိုက်ဖို့ဆိုတာဒါဒီလူရှိရိုက်တည်နေတာသူရဲ့သူသားအဆုံမှုအများကြီးဘာရလဲမသိဘူးအရန်ဝမ်းသာကုန်ယူရတာပေါ့ ။ဟာဒီမလေးဖြစ်နေတာ။ဟုတ်တယ်။အမေငိုမနော်အမလို့ဒီကြီးတိုက်ထားတယ်အမကားရိုက်နေတောက်လျှောက်သွားတာအခုမှပြန်ရောက်လို့ဆိုအမတမင်းငိုမနော်အမလို့အမကိုကြီးတိုက်ထားတယ်အဲကြီးတိုက်တာနေရအောင်လာခဲ့ပြီဘွာလားမလာလားဘောဟုတ်ဒါဟိုဆက်ပြမလို့အထူးဆောင်ပြောစာမလို့ဒါကိုတက်ရောက်ချင်းပြေးရမယ် ညာအပေးရမယ်ဘာဖြစ်စိတ်သက်ခွန်အားအနေနဲ့ပေးရမှာပေါ့နော်ဟုတ်ဒီကြောက်ကကျွန်တော်အောင်မြင်ဖို့သမလွယ်ဘူးတက်တက်ခိုင်နိုင်လားဟုတ်တယ်နော်ကိုရင်တဲ့ဟိုကဘာပဲပြောစူးစမ်းလိုက်ရအခုဆိုရအစိုးရတချေလဲစိုးတိုင်းနဲ့တရုတ်စလဲစောက်တိုင်းနဲ့အခုတိုးတဲ့ဇာတ်ရုပ်လဲဆိုင်ခွဲပေါင်းများစွာဖွင့်လိုက်ဟုတ်တယ်အလုံးစုခုလောက်တာလေဟုတ်တယ်သူရဲ့အဲဒီ main လေးတယ်မလို့ကအတူယူစရာလေးပြောပြပါဦးအပြည့်တူလေးအတူယူလေးရအောင်မရှိရနေလဲပြောပြပါဦးဒါကဘလို့ခမအတူယူစရာပေါ့နော် main ကလေးတယောက်ဘလို့စမ်းဆောင်နိုင်လဲဆိုတာလေ ့အနုပညာအလုပ်လဲလို့မဆုတ်ဆုတ်အနုပညာလို့စီးပွားရမလုပ်နဲ့ဗျာသူစီးပွားကြတယ်မလဲဟင်းစေရအောင်ဆိုင်နဲ့မဟုတ်နေပြီးတော့အပြေးလို့သွားလိုက်တယ်ခပ်လို့တော့ဗျာအများကြီးကျေးဇူးတင်ပါတယ်ဘာဖြစ်ဆိုဒါတကယ်အနုပညာရှင်ကိုချစ်တဲ့အတွက်သူတို့အများကြီးအားပေးကြတယ်ဒါကြောင့်မို့လို့လဲဆိုင်ခွဲတွေထက်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 ဖွင့်နိုင်နေပေါ့နော်ဩစတန်လောက်ရဆိုတာတကယ်တော့အပြောလွယ်ပြီးအလုပ်ခက်ပါတယ်ဒီလိုမျိုးရက်တည်နိုင်အောင်ဟိုဝိုင်းဝန်းပြီးတော့အားပေးကြရတဲ့ရင်းနေရနေတကယ်ကိုကျေးဇူးတင်ပါတယ်အမအားလည်းကျေးဇူးပါပါပါ ဒီထက်မကအောင်မြင်ပါစေ။အောင်လည်းအောင်မြင်ပါပါ။သူရဲ့ကြိုးစားအုပ်စုကဟုတ်အခုဆိုဖောက်တယ်ဒီအများကြီးဖြစ်နေပြီ။မြင်းမြင်းနေနေဒီမှာလေ။ဒါသူ့ရဲ့အောင်မြင်မှုပေါ့နော်။ဒီထက်မကအောင်မြင်ပါစေ။